2020ရဲ့နှစ်အင်္ဂါနေ့တရက်တာအတွက်ဖြစ်ပျက်လာနေတဲ့ကမ္ဘာရွှေစင်းနေတာကိုဒီဘလိုလေးမှာသုံးသပ်ပြောကြားပြသမှာဖြစ်ပါတယ်။မနစ်ကတည်းကစပြီးတော့လက်ရှိဒီနေ့အထိပေါ့ဒီနေ့ဒီချိန်အထိပေါ့ကမ္ဘာရွှေစင်းကကျွန်တော်တို့ဈေးငိမ့်တဲ့အနေအထားပြည်နေတယ်။အဲ့ဒီဈေးငိမ့်တဲ့အနေအထားပြည်နေတဲ့ကမ္ဘာရွှေစင်းကကျွန်တော်တို့ဈေးအသက်ဖက်သွားမလားဈေးအကျပဲပြန်လာမလားဆိုတာကိုကျွန်တော်တို့ကမ္ဘာရွှေရဲ့ဈေးအသက်ကျချက်လေးကိုတစ်ချက်သွားကြည့်ပြီးတော့နေပညာပိုင်းကသုံးသပ်ကြည့်လိုက်အောင်ပေါ့နော်။ ဟုတ်ပြီအဲ့ဒါပြတကမနေ့ကကဘာရွှေစီကတနင်္လာနေ့ထားအတက်နဲ့ပြီးခဲ့တယ်ခင်ဗျတိုင်းမဲ့တခုရှိတာမဟုတ်ကျွန်တော်တော့တခုတတိထားမှာတွေ့လားကျွန်တော်တို့မနေ့ကဈေးအတက်ကန်တေရဲ့ body လေးရအလေးရအသုံးလေးကကျွန်တော်တောက်ကြနေကဈေးအကြကန်တေရဲ့ body ထက်တီးတဲ့အနေထားမျိုးတွေ့ရတယ်ခင်ဗျတနည်းအားဖြင့်ဈေးက တက်ဖို့တော့ကြိုးစားပြီးမယ်ဝယ်လို့အားလုံးလုံးလောက်မရှိဘူးအဲ့ဒီအနေထားမှာဈေးကပြန်ပြန်ကျနေတဲ့အနေထားမျိုးဖြစ်နေရပါတော့တနည်းအားဖြင့်ကျွန်တော်တို့ market ခေါ်ရဆို sideway ဈေးငိမ့်တက်အနေထားပြီးနေရလို့ပြောလို့ရပါတယ်ဒါပေမဲ့ဈေးငိမ့်တက်အနေထားဆိုပေမဲ့ကျွန်တော်တို့ဈေးအကြဘက်ကိုနည်းနည်းပို့အားတာတဲ့ဈေးငိမ့်တက်အနေထားလို့ပြောလို့ရတယ်ခင်ဗျဟုတ်ပြီအဲ့အပတ်တခါမှာကျွန်တော်တို့လက်ရှိကမ္ဘာရွှေဈေးကဘယ်နှစ်ပဲကြာပြီးနေရလဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာအချိန်တစ်နာရီအတိုင်းတာနဲ့ကျွန်တော်ကြည့်လိုက်မယ်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ အပေါ်ကကျွန်တော်ဒီဈေးနှိုင်းရှိတယ်အပေါ်ကကျွန်တော်တို့ဆိုကြပါစို့ကျွန်တော်တို့3250ဈေးနှိုင်းရှိတယ်အောက်ဈေးနှိုင်းဆိုရင်ကျွန်တော်ကဒီဈေးနှိုင်းရှိတယ်ပေါ့နော်ကျွန်တော်တို့တော့တော့တော့နော်နေရ3 ဒီဈေးတန်းကြမှာကျွန်တော်ဈေးအသက်ကြပြီးနေရလို့ပြောလို့ရပါခင်ဗျာအပေါ်3350အောက်3203ဟုတ်ပြီကျွန်တော်အနည်းဆက်ဆုံးယူမယ်ပြ3200လောက်ယူလိုက်မယ်အပေါ်3250နဲ့အောက်3200ကြမှာဈေးအသက်ကြပြီးနေရလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့တခုရှိတာပေါ့နော်လက်ရှိမှာကျွန်တော်တို့3200ဈေးတန်းကိုကျွန်တော်တို့စမ်းတာကျွန်တော်တို့ဒီမှာဆိုရင်မနေ့ကဆိုတော့3200နာကြတယ်ပြန်တက်တယ်ဒီအနေ့အခုဆိုတော့3200နာကြတယ် ပြန်တက်လာတယ်ဒါပေမဲ့ကြည့်လိုက်ပါကျွန်တော်ဒီမှာဈေးအသက်ကန်နေပေါ့နော်ကျွန်တော်ဒီမှာလုံးကဲလက်တနာကြီးကြော်လောက်ကကြာခဲ့တဲ့ဈေးအကြကန်နေရအကြီးဖြစ်တာကိုတွေ့ရလိမ့်မယ်လက်ရှိဈေးပြန်ကန်တက်နေတဲ့ဈေးအသက်ကန်တဲ့လေးတွေကဒီဈေးအကြကန်တဲ့ထက် body ပိုမကြီးနိုင်အောင်တွေ့ရတနည်းအားဖြင့်လက်ရှိဒီဈေးနဲ့နားပဲလက်ရှိရောက်နေတဲ့၃နှစ်30တို့3နှစ်တစ်တစ်တို့3နှစ်တစ်နှစ်ဇေနနာမှာအဝယ်တွေပြောင်းဝင်လာပြီမဲ့အဲ့ဒီအဝယ်တွေကရောင်းလို့အားထက် ကျော်လွန်ပြီးတော့စွမ်းဆောင်နိုင်ခြင်းမရှိသေးတာကိုတွေ့ရတယ်။တနည်းအားဖြင့်အဝဲတွေဝင်တော့ဝင်နိုင်ဒါပေမဲ့အယောင်းတွေကိုမကျော်နိုင်သေးဘူး။အဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့မနေ့တော်ဆိုရင်ပြင်ကျွန်တော်ရဲ့သုံးသက်ချက်တည်းမှာကျွန်တော်ကဈေးငိမ့်တက်အနေထားပြီးနိုင်တယ်လို့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့လက်ရှိကျွန်တော်သုံးသက်ကြည့်တာအရာတော့ဈေးအကျပတ်မြန်သွားမလားဒါကျွန်တော်စဉ်းစားမိတဲ့အပိုင်းလေးပေါ့ဘာလို့လဲမြဲဆိုရင်ကျွန်တော်တို့ဝယ်လူအားတွေဝင်လာပြီးမဲ့ဈေးအကျအားတဲ့ကျွန်တော်တို့က တည်တံ့နိုင်ခြင်းမရှိသေးတာကိုတွေ့ရတာပြတဲ့ခါမှာဈေးအကျအထက်ကျော်လွန်နိုင်ခြင်းမရှိတာကိုတွေ့ရတာပြတဲ့ခါမှာကျွန်တော်ဈေးအကျပတ်မြန်သွားမလားလို့ကျွန်တော်သုံးသပ်မိတယ်ခင်ဗျဟုတ်ပြီအဲ့ဒါပြတဲ့ခါမှာကျွန်တော်ဒီနေ့မှာကျွန်တော်ကဘာကိုဦးစားပေးတင်တယ်လို့မေးမှာဆိုကျွန်တော်ကတော့ဖြစ်နိုင်မယ်ဆိုရင်တော့အယောင်းကိုပို့ပြီးတော့ဦးစားပေးစီခြင်းပါတယ်မှန်တယ်လက်ရှိကဈေးငိမ့်တက်အနေထားပြီးနေရတော့မှန်ပေမဲ့လက်ရှိအနေထားကိုသုံးသပ်ကြည့်မှဆိုရင် ရောင်းလိုအာရီယာဈေးပြန်တက်တိုင်းမှာတောက်လျှောက်ဝင်နေတဲ့အနေသားတတိယပြည်အဝဲလေးအောက်ဈေးမှာဝင်လာပေမယ့်အဲ့ဝဲလိုအာရီယာအယောင်းထက်ကျော်လွန်အောင်ဆွမ်းဆောင်နိုင်ခြင်းမရှိတဲ့အနေသားမှာတော့ကျွန်တော်အမြင်ပြောမယ်ဆိုဒီနေ့မှာဈေးအကျအားကောင်းနိုင်ခြင်းရှိပါတယ်ခင်ဗျဒီထက်ပိုတိကြခြင်းလဲဆိုရင်တော့ကိုကဒီ3200ဈေးတန်းကိုစောင့်ကြည့်ပါတော့3200ဈေးတန်းအောက်မှာဒီနေ့တနေ့တာအတွင်းကဘာရွှေဈေးအ ਨੇ ဆုံးအချိန်တနားကြီးအတိုင်းတာပိတ်ဈေးနဲ့ဖောက်ကြပြီးဈေးပိတ်သွားပြီဆိုရင်တော့ဈေးကြပေါ်နိပညာပိုင်းရာပိုတိကြသွားနိုင်တယ်ခင်ဗျ အဲ့ဒါဆိုရင်ကျွန်တော်တို့ကလိုက်ရအောင်ပေါ့နော်ဟုတ်ပြီအဲ့ဒါဖက်ခါမှာကျွန်တော်ဒီနေ့တနေ့တာအာကဘာချွေစီကိုကျွန်တော်တို့ကအယောင်းဝယ်လုံးရမယ်ဇီနန်းလေးနေပေါ့နော်ဘယ်ဇီနန်းနေမှာဝယ်တင်လဲဘယ်ဇီနန်းနေမှာရောင်းတင်လဲဟုတ်ပြီကျွန်တော်ကတော့အယောင်းကိုပို့ပြီးဦးစားပေးခြင်းပါလေကျွန်တော်ရဲ့အမြင်ရပေါ့နော်အဲ့ဒါဖက်ခါမှာကျွန်တော်ဘယ်ဇီနန်းနေမှာရောင်းတင်လဲမိမယ်ဆိုရင်ဒီ3215ဇီနန်းမှာကျွန်တော်အယောင်းကြိုက်တယ်ဗျလက်ရှိနေထားရ3215ဇီနန်းမှာကျွန်တော်တို့အယောင်းကြိုက်တယ် အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်3နှစ်30အထက်လောက်ပေးပါเนาะအမြတ်ပိုင်းဈေးတန်းကိုတော့ကျွန်တော်3နှစ်200လောက်ထိနားလောက်ထိယူလို့ရတယ်တကယ်လို့3နှစ်200အောက်မှာအချင်းတစ်နိုင်အတိုင်းတာပစ္စည်းနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်တော့380လို့ပေါ့ထိယူလို့ရတယ်ခင်ဗျဟုတ်ပြီဒါပထမရောင်းအောင်ဈေးတန်းဆုံးဒုတိယရောင်းအောင်ဈေးတန်းဆုံးကတော့ကျွန်တော်ရှင်းပါတယ်လက်ရှိအမြင့်ဆုံးတက်ခဲ့တဲ့ဈေးတန်းဆုံးနိုင်ဖြစ်တဲ့3နှစ်50နားဈေးတန်းဆုံးဟုတ်3နှစ်50 3နှစ် လေရှိလေကိုပေါ့အဲဝင်းကျင်ပေါ့350ဇန်းစုံမှာကျွန်တော်ရောင်းဖို့အားပေးခြင်းနဲ့အမြတ်ပိုင်းဈေးတန်း3200နားလောက်ထိယူလို့ရတယ်အရှုံးပိုင်းဈေးတန်းက3260ထက်လောက်ပေးပါခင်ဗျာဟုတ်ပြီပြီးရင်ကျွန်တော်တို့ဒီ3200ဈေးတန်းအောက်မှာဒီနေ့တနေ့တာအတွင်းကဘာရွှေဈေးတာအချိန်တနေ့အတိုင်းတာပိတ်ဈေးကျွန်တော်တို့ market ခေါ်ရ H1 backend နဲ့ stick နဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်เนาะကဘာရွှေကိုလိုက်ရောင်းပါ 3နှစ်80လောက်ထိအနည်းဆုံး3နှစ်ဆိုရင်3နှစ်80လောက်ဖြစ်သွားရင်3နှစ်80လောက်ထိအနည်းဆုံးဈေးဆက်ကြနိုင်ပါတယ်အရှုပ်ပိုင်းဈေးတန်းကတော့3205အထက်မှပေးပါခင်ဗျအဲ့အဖက်ကမှကျွန်တော်ကတော့မနက်တော့ကကျွန်တော်ဈေးငြိမ်သက်အနေထားပြီးနိုင်တယ်လို့ကျွန်တော်သုံးသပ်ခဲ့တယ်ပေါ့နော်မနက်ကသုံးသပ်ချက်ရဒါမှမဟုတ်လက်ရှိဖြစ်နေတဲ့အနေထားရကျွန်တော်တို့ဈေးအကျပဲသွားမလားလို့သုံးသပ်မိပါတယ်အဲ့အဖက်ကကျွန်တော်အရောင်းကိုဦးစားပေးခြင်းပါတယ်အဝဲဆိုရင်တော့ပေါ့နော်တကယ်လို့ကွာ3200နာဈေးကြလာတယ်3200နာမှာဈေးကမဖောက်နိုင်ဘူး အဲ့နားမှာပဲလဲနေပြီးတော့ကျွန်တော်တို့အဲ့ဈေးအသက်ကန်တယ်ဒီဘာတွေပြန်ပေါ်လာပြီးနိပညာပိုင်းကဝယ်ဖို့အတီးပူးချက်တွေဘာတွေပေါ်လာပြီးဆိုတော့တုံးတော့နေရနာမှာဝယ်လို့ရပါတယ်အမြတ်ပိုင်းဈေးတန်း3နှစ်နဲ့5လောက်မှာကျွန်တော်တို့အမြတ်ပိုင်းပါအရှုံးပိုင်းဈေးတန်းကျွန်တော်တို့3195အောက်လောက်မှာအရှုံးပိုင်းပါခင်ဗျဟုတ်ပြီပြန်တော့နောက်ခုပါတော့ဒီ3နဲ့50ဈေးတန်းအထက်မှာကမ္ဘာရွှေဈေးဒီနေ့တရိတ်တာတွေပေါ့နော်အချိန်တနားကြီးအတိုင်းတာပေးစီနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင် လိုက်ဝယ်ပါ3265390လောက်ထိဈေးစက်တက်နိုင်ပါတယ်ကျွန်တော်အဲ့ဈေးတန်းလောက်ထိအမြန်ပိုင်းဈေးတန်းယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့3265အောက်လောက်ပေးပါဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်ကကျွန်တော်လက်ရှိအမြင်ရပါဘောကျွန်တော်ကတော့အယောင်းကိုပို့ပြီးတော့ဦးစားပေးစေချင်ပါတယ်အဝယ်ကကျွန်တော်တိတ်မကြိုက်တော့ဘူးเนาะလက်ရှိအနေထားရမနေ့တုန်းကတော့ကျွန်တော်ဈေးငင်တအနေထားပြင်းပြင်းနေတယ်ပြောတာဖြစ်တဲ့ကံအဝယ်ရောအယောင်းရောကျွန်တော်နှစ်ဖက်လုံးအောက်ဈေးဝယ်အမြင်ဈေးရောင်းအဲနှစ်ဖက်လုံးကျွန်တော်လုပ်ဖို့စဉ်းစားထားတယ်ဒါပေမဲ့လက်ရှိတုံးသက်ချက်ရတော့ ျွန်တော်အရောင်းပို့ပြီးတော့ဦးစားပေးခြင်းပါတယ်ဈေးကျမယ်လို့ကျွန်တော်အမြင်ရတော့တုံသက်ထားပါတယ်ဒါတခုရှိအောင်ကျွန်တော်အမြင်ရလဲမှားနိုင်တယ်ကျွန်တော်ဒီပညာပိုင်းရဘယ်ချိန်မှပို့သေးကြနိုင်လဲဆိုတာကျွန်တော်ပြောထားတယ်တော်တော်200ဈေးတန်းအောက်မှာတင်းတင်းတာတဲ့ကဘာရွှေစီအချင်းတနိုင်အတိုင်းတာပေးစိကျွန်တော်တို့ market ခေါ်ရ H1 Beckness နဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်ကျွန်တော်ပြောတဲ့ဈေးကျမယ်ဆိုတဲ့ဟာပို့ပြီးတော့တေးကြတယ်လက်ရှိကကျွန်တော်ရဲ့ဈေးနှုန်းသဘောတရားအရအမြင်နဲ့တုံသက်ချက်တာဖြစ်ပါတယ်ကျွန်တော်နဲ့အကြိုက်သူမှသာလိုက်ပြီးတော့ရောင်းဝယ်လုပ်ပါ ပြီးရင်ကျွန်တော်တို့ကဒီနေ့တရက်တာပိတ်စေးပါနော်ဘယ်ပေါ်ပိတ်ရင်ဈေးအကျဆက်အားကောင်းမလဲလို့မေးမယ်ဆိုဒီနေ့တရက်တာအပိတ်စေးတာတကယ်လို့ကျွန်တော်တို့ဘယ်အောက်ပိတ်ရင်ဈေးအကျဆက်ကောင်းမလဲဆိုကျွန်တော်တို့ဒီပေါ်တော့ကျွန်တော်တို့300နေရာဈေးတဲ့အောက်ပိတ်ခဲ့မယ်ဆိုရင်တော့နောက်ရက်မှာဈေးအကျအောင်ဆက်ကောင်းနိုင်တယ်ခင်ဗျာမဟုတ်ဘဲနဲ့စန့်ကျင်ဘက်အနေနဲ့နော်350အထက်မှာဒီနေ့တရက်တာအပိတ်စေးစေးပိတ်သွားရင်တော့ဒီတစ်ပတ်ထဲမှာကျွန်တော်တို့ 3290လို့3300ဈေးတန်းနေအထိဈေးအတက်အနည်းဆုံးမှန်းထားတာပူကောင်းပါလိမ့်မယ်အဲ့ဒါပြတ်ကဒီနေ့ကျွန်တော်တည့်ရတာအပိစေကျွန်တော်မားကတ်ခေါ်ရ day 1 candle လေးက3290အထက်ပြိမလား3200အောင်ပြိမလားဆက်ပြီးစောင့်ကြံဖြစ်ပါလေဈားထဲမှာပြိသွားရင်တော့အဲကျွန်တော်တို့မနေ့ကလိုပဲမနေ့ကနေလက်ရှိအချိန်ဒီပေါ်ဈေးရအဲ3290နဲ့3200ကြားဈေးငိမ်တက်အနေထားပြေးနေတာမျိုးမနေ့ပြန်ဘူတဘူးနေမှာလဲဆက်ဖြစ်နိုင်ကြီးအလားလာများပါတယ်ခင်ဗျာ โอเคဒါလေးကကျွန်တော်ဤပညာပိုင်းရာတုံသက်ချက်လေးပေါ့เนาะကျွန်တော်သတင်းပန်းကိုတွားကြည့်အောင်မနေ့ကတော့ကျွန်တော်တို့အဲရုရှားတမနာတို့အမေရိကန်တမနာတို့ရူကရိန်းတမနာတို့ဖုံးပြောခဲ့ပေါ့เนาะဖုံးပြောခဲ့ရသူတို့ဘာထွေသူသတင်းမှာတော့ကျွန်တော်တို့တိတ်သားကြီးမရှိဘူးသူတို့ပုံမှန်လို့လို့စဉ် အကြောင်းတွေပဲဆွေးနွေးကြတာဖြစ်တဲ့ trend အနေနဲ့လည်းဘာမှတအားကြီးထုတ်ပြောထုတ်ပေါ်ပြောကြတာမျိုးမရှိသေးဘူးမရှိသေးတာဖြစ်တဲ့အခါမှာလက်ရှိကမ္ဘာ့ရွှေစိတ်ပေါ်တော့သတင်းပိုင်းရတက်ရောက်နိုင်တဲ့ breaking news တွေတော့ကျွန်တော်မရှိသေးဘူးဒါပေမဲ့တစ်ခုတတိထားမှာကဒေါ်လာ index ကကျွန်တော်တို့တရားနာနည်းနည်းကတ်နေပြီဒေါ်လာညွန်ကိန်းတာတရားအဲဒေါ်လာ index တရားအောက်ဖောက်ကျနိုင်ခဲ့ရင်တော့သတင်းပိုင်းရကမ္ဘာ့ရွှေစိတ်ရေတိုးဝင်လို့အားလေဝင်လာနိုင်တဲ့ဆိုပေမဲ့တခါတလေတတိထားပါကျွန်တော်တို့တချို့သောရတဲ့ဘက်တွေမှာ သတင်းတွေမရှိရတဲ့ပြည်မှာဒေါ်လာအင်တက်ရောကဘာရွှေရောပြိုင်ကျနေတဲ့အနေအထားမျိုးကြုံကားတတ်တဲ့အဲ့ဒီအနေအထားသတိထားစရာပါပဲကျွန်တော်တို့ပြီးမှကျွန်တော်တို့ဒေါ်လာအင်တက်ပြန်တက်တာဖြစ်ဖြစ်ကဘာရွှေပြန်တက်တာပဲဖြစ်ဖြစ်ဖြစ်လိရှိတာပေါ့နော်အဲ့အဖက်ကလက်ရှိမှာဒေါ်လာအင်တက်ကျနေလဲတပကကဘာရွှေလဲကျွန်တော်တို့လက်ရှိမှာအကြအားနည်းနည်းအားတာနေ ဲ့ဒီအနေထားမှာကျွန်တော်တတိတော်ထားပါမယ်။ကျွန်တော်ထင်တာကတော့ဒီလိုမျိုးပြန်ကြနေရမျိုးဒီတစ်ပတ်တည်းမှာဆက်ဖြစ်ပေါ်များတယ်။နောက်တစ်ပတ်လောက်မှဆိုရင်ဖြင့်ကျွန်တော်တခုခုထောင်တက်သွားတာမျိုးကျွန်တော်တို့မြင်ရနိုင်။လက်ရှိအနေထားရတော့ပုံမှန်ပြောဆိုဒေါ်လာအင်းသက်ကတော့ပြန်တက်နိုင်ကြည်အလားလားများနေရပါတော့။ဒါပေမဲ့လည်းတစ်ချက်တော့ကျွန်တော်စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။အဲ့ပြီးတော့ဒီနေ့ညမှာကမ္ဘာ့ရွှေစိတ်တကြပေါ်တယောက်မှရှိနိုင်တဲ့ data မရှိပါဘူး။ဘာ data မှထွက်ဖို့မရှိဘူးကျွန်တော် အစ်တီဒါရီယာကြာတာလေးတောက်ကြနေလောက်မှထွက်ပို့ရှိတယ်။အဲ breaking news အနေနဲ့လည်းကျွန်တော်တို့ Trump ကသတင်းတွေကိုလည်းနည်းနည်းလေး view ဆိုင်မှာကျန်တဲ့သတင်းတွေကတော့အားကြီးမရှိဘူး။ trade war သတင်းတို့ပါတော့အဲ့ရတွေကလက်ရှိမှာငြိမ်သွားပြီ။အဲ Russia နဲ့ Ukraine ကိစ္စကလည်းသူတို့အဲငញ្ញမ်းရေးဆွေးနွေးနေတော့ဆိုပေမဲ့လည်း trade to လက်ရှိအချိန်တိတော့သတင်းတော့ trade to မတက်သေးဘူး။အဲ့ဘက်ကမှကျွန်တော်တို့က ဘီဂင်းနျူးလိုက်ဒီနေ့မှကျွန်တော်ရှိလိမ့်မယ်လက်ရှိအချိန်ထိပေါ့လက်ရှိအနေအထားတရားရှိလိမ့်မယ်လို့ကျွန်တော်မထင်သေးဘူးအဲ့ဒါဖြစ်တဲ့ကောင်ဒီနေ့မှကျွန်တော်ကကဘာချွေစီကိုနီးပညာပိုင်းရအေးစစေးရောင်းဝယ်လို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်တို့အဲတတိယနေ့ပါထွက်လာပြီဆိုရင်ဖြစ်လာနိုင်တဲ့ risk တွေအတွက်တော့ကျွန်တော် risk management တော့တေချာလုပ်ထားဖို့လိုအပ်ပါတယ်ခင်ဗျ โอเคဒါလေးကကျွန်တော်သတင်းပိုင်းရာ30ချက်လေးဖြစ်ပါတယ်အာကျွန်တော်ရဲ့အခုလိုမျိုးပေါ့နော်30ချက်ဗီဒီယိုတွေကိုကျွန်တော်တို့ up to date ကြည့်ကြတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးပါကျွန်တော်စီမှာဒီကဘာ trade ရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံသတင်းတွေတရားလို့ရပါတယ်အဲအဲ့ဒီနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့အဲ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ TikTok တွေကနေလာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာကဘာရွှေတိတာအလုံးပဲမလို့ဒီနေ့ကျွန်တော်တို့အာမေလ20ရက်နေ့အင်္ဂါနေ့တရက်တာအတွက်ကျွန်တော်တို့ကဘာရွှေစေတကြအောင်မှန်မှန်ကန်ကန်အရောက်ဝယ်လို့ပြီးတော့အကျိုးမြတ်များပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲညီကုန်းချုပ်ပြစေခင်ဗျာ